ော့အခု share ပေးမယ့်အကြောင်းအရာလေးကတော့ academic writing ရေးကြမဲ့သူတွေအတွက်ပေါ့နော်အဲ့တော့ academic writing ရေးတဲ့အခါကျရင်အဓိကလိုအပ်ချက်အနေနဲ့က reading ကလည်းမဖြစ်မနေနဲ့အရေးပါတာပေါ့နော် so reading မဖတ်ထားဘဲနဲ့ဆိုရင်ကို့မှာအဲ input မရှိဘဲနဲ့ဆိုရင် output ထုတ်ဖို့ကမလွယ်ဘူးလေအဲ့တော့ reading ဖတ်တဲ့အခါမှာဘယ်လို reading တွေဖတ်မလဲဆိုတော့တွေ့ရလိုက်ဖတ်လို့တော့မရဘူး academic sense reading တွေဖတ်မှရမယ်အဲ့တော့ဒီမှာ စခရင် share ပေးထားတဲ့ဒီ academic reading ဖတ်လို့ရမယ်တချို့ website လေးတွေကိုမျှဝေပေးပါမယ်။ဆိုတော့ပထမတစ်ခုအနေနဲ့အားလုံးသိကြတဲ့အတိုင်း BBC ပါပဲ။ဆော BBC လို့ကြားလိုက်ရင်တော်တော်များများကအာဒီနိုင်ငံတကာသတင်းတွေဒီ politics သတင်းတွေပေါ့နော်နိုင်ငံရေးသတင်းတွေပဲသိနေရပဲလို့ထင်နေရရှိတယ်ဒါပေမဲ့မဟုတ်ပါဘူးသူရှိမှာအကိုသဘောကျတဲ့ဟာတွေကိုတွားပြီးတော့ဖတ်လို့ရတယ်ဥပမာ news တွေရှိမယ်နော် news တွေ news ကလည်းဒါအထိုက်လျောက်တော့တည်ထားတင်တာပဲเนาะ sport တွေရှိမယ် sport နဲ့ဆိုင်တာတွေ business အကြောင်းတွေရှိမယ် innovation တွေဘာတွေလုပ်လဲ culture တွေရှိမယ် art travel art audio video တွေကြည့်ကျင်တဲ့သူတွေနားထောင်တဲ့သူတွေအတွက်လည်းရရယ် live တွေဘာတွေလည်းရှိသေးရယ်เนาะအခုဒီအဲတခုလောက်ကြည့်ကြည့်အောင် art နဲ့ပတ်သက်ပြီးတော့ပေါ့เนาะ art နဲ့ပတ်သက်ပြီးတော့ဆိုရင်ဘယ်လို session တွေရှိမလဲ the overlook masterpiece food or coated message about www wow wow one เนาะ ဟောဒါလေးရှိမယ်ဒီမှာ David Monitor တော့အများကြီးပဲပေါ့နော်ကိုစိတ်ဝင်စားတဲ့အကြောင်းအရာလိုက်ရှိမယ်ဒါ ask တွေပေါ့နော် travel နဲ့ပတ်သက်တာဆိုလည်းဒီလိုပဲ culture နဲ့ပတ်သက်တာဆိုလည်းဒီတိုင်းပဲဒီအကြောင်းအရာလေးတွေကိုကိုကလိုက်ဖက်ကြည့်လို့ရတယ်အာဒီထဲက how to win uh eurovision according to the expert เนาะသူရေးထားတယ်8 hour ago ကမှာတင်ထားတာเนาะအဲ့တော့ဒီမှာ sound မလေး the perfect sound လို့เนาะသူတို့ keep straight အာဆိုဒါလေးရှိမယ်ပေါ့အဲ့တော့ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေ update နောက်ဆုံးတင်ထားတာလေးတို့ဖတ်လို့ရတယ်နောက်တစ်ခုကကြတော့ဒီမှာအာ breaking ဒီ CNN ပေါ့နော် CNN ကလည်းဒါ news တွေအဓိကပြောတယ်လို့ဆိုပေမဲ့ဒီမှာဆိုရင် CNN ကလည်းအရေးပါတယ်ပေါ့ US war politics business health မဆို health လည်းပါတယ် entertainment style style လို့ပြောမယ်ဆိုရင် style အပြင်ဒီမှာ mall မှာဆိုရင်အများကြီးပါသေးတယ် climate နော် climate change နဲ့ပတ်သက်တာတွေပါမယ်နော်ဒီအခု currently use တွေပါမယ်ဟော climate ကိုတစ်ချက်ကြည့်ကြရအောင် climate မှာဘာတွေပြောထားမလဲ so climate ဆိုရင်လက်ရှိ uh art science society take on us climate report after trump administration dis dismissed research you know where hurricane season start early this year recent trends suggest yes အဲအဲ့လိုသတင်းတွေပေါ့နော်ဒီမှာပတ်ဖက်လို့ရတယ် okay ဆိုအဲ့မှာလဲကိုကြိုက်တဲ့သတင်းတွေလိုက်ရှာကြည့်လို့ရတယ်နော်အော်ဒီမှာ watch the listen နေ live tv တွေလည်းရှိသေးတယ်နော်ဒါတွေလည်းကြည့်လို့ရတယ်နောက်တစ်ခုကတော့နောက်တစ်ခုကလည်းဒီ guardian ဆိုတာရှိတယ် the guardian ပေါ့နော် the guardian ကလည်းအဲ့လို news တွေပဲ news တွေအဓိကဒီလက်တလောဖြစ်နေတဲ့သတင်းတွေနော်ဒါတွေကိုပဲအဓိကပြောတာစီးပွားရေးသတင်းတွေပညာရေးသတင်းတွေအာနှီးပညာရေးကျန်းမာရေးအစုံပဲ အခု the guardian မှာဆိုရင် what is that mm -hmm. so here ပါလိရှိမလဲဆိုရင်ချောညာတွေကလည်းဝင်နေเนาะ dot c in okay အာဒီမှာဆိုရင်ဟို zelensky လို့ပါတော့ news တွေ opinion တွေရှိမယ်เนาะ the guardian မှာ opinion တွေသွားဖတ်ရင်ဒါ opinion အစည်းကြီးတဲ့အခါကျရင်လည်းအသုံးဝင်တယ် culture sport lifestyle ပေါ့เนาะဒါတွေရှိမယ် ီမှာဆိုရင်သတင်းကောင်းခြင်း subtitle လေးတွေအများကြီးပဲတွေ့တာအဲ့တော့အဲ့မှာဝင်ဖတ်လို့ရတယ်ပေါ့ opinion section ကိုတစ်ချက်ကြည့်ကြမယ် opinion နဲ့ trend thinks he is shaping the middle east instead အာဒီမှာအခုလက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပါမှာပေါ့နော် so my အမီကမာဒါကန်စတောဆေးရင် thank you why does that make me uncomfortable ဆိုတဲ့တင်းလေးတွေဒါ opinion ကိုယ့်ရဲ့ opinion ကို share ထားရတာမျိုးလေးပါမယ်ဒီအရ dealing with Donald Trump Donald Trump don't fight him alone နော်အဲ့တော့တယောက်ချင်းစီကပြောထားတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါလေး like ဖတ်လို့ရတယ်ဆိုအဲ့ဒါတွေကကိုယ့်ရဲ့ဒီ opinion ကိုအလေးအကျင့်လုပ်ပြီးအောင် opinion ရေးတဲ့အခါမှာဘယ်လိုမျိုး share လုပ်မလဲဆိုတာမျိုးတွေရှင်းပါတယ်ပေါ့နော်နောက်တစ်ခုကတော့လေ The New York Times နော် The New York Times က အဲဒီ New York Times ပေါ့ Times တွေကတော့အများကြီးရှိတယ်။ဒီမှာမှ New York Times ကိုကြည့်မယ်။အဲ့မှာဆိုရင်ဗာရှိလဲဆိုတော့ opinion အစစ်အတွက်အထောက်ကိုရတယ်။ opinion opinion လေးကိုတွားကြည့်လိုက်မယ်။နော်အဲ့ဒီ opinion မှာဆိုရင်အာဒီမှာဗာတွေတွေ့မယ်ဆိုတော့ opinion session မှာဒီဒါ opinion အစစ်အတွက်ပေါ့နော်။အဲရေးမဲ့သူတွေအတွက်ဆိုရင်အဲ့ဒါပို့ပြီးတော့အသုံးဝင်တယ်။ เนาะတကယ်ကျွမ်းကျင်တဲ့သူတွေရေးထားတာတွေစာရေးဆရာတွေရေးထားတာတွေပေါ့အဲ့ဒါတွေတွေ့ရမယ်မဆိုပါလေတွေ့မလဲ here is a gift for your mom cut her some slack နော်ဒီနေ့က Mother's Day ဆိုတော့ဒီအကြောင်းအရာမျိုးတင်ထားဖြစ်မယ်နော် one hour အကူကမှတင်ထားတယ် here is a gift for your mom cut her some slack but guess as say it ဒါ opinion သဘောမျိုး the flaws of being a perfect mother perfect mother တယောက်ဖြစ်ခြင်းရဲ့ flaws တွေဘာတွေဖြစ်မလဲပေါ့နော် အာဒီမှာနှစ်မျက်နှာအဲတစ်မျက်နှာနှစ်မျက်နှာစာလောက်ပဲရေးထားတာပေါ့တချို့အများစုကတော့ free ရပါတယ်နော်အာတချို့ဟာတွေလည်း free မရတာမျိုးရှိတယ်ပေါ့နော်ဒီမှာ sign လောက်ကမဲ့ဟာမျိုး email address တွေရိုက်ထည့်ပြီးတော့ဆက်သုံးရမယ့်ဟာမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုရင် medium medium မှာလဲ human stories and idea ဆိုပြီးတော့ရှိမယ်သူကတော့ sign in လောက်ကမယ်နော်အဲဒီမှာ google နဲ့ချိန်ပြီးတော့ပဲဖြစ်ဖြစ် facebook အီးမေးလ်နဲ့ဖြစ်ဖြစ် sign up လုပ်ပြီးတော့ဝင်ရပါမယ်။အဲ့တော့ account တစ်ခုဖွင့်ရမယ်ပေါ့။နောက်တစ်ချက်ကဒါရီတီသတင်းပိုင်းနေအခုလက်ရှိ current news တွေ education တွေเนาะ health နဲ့ဆိုင်တဲ့ပညာရေးကျန်းမာရေးနဲ့ဆိုင်တဲ့ဟာတွေပေါ့အပြင် opinion essay ရေးရမယ်ဆိုရင်လည်းအထောက်အကူပြုမဲ့ဟာတွေပြောပါတာဒီတစ်ခါကျတော့ story လေးတွေပေါ့เนาะ short story လေးတွေဆိုရင်ရောเนาะ short story လေးတွေဖတ်တဲ့အခါကျရင်လည်းဒီဟာရတအားအသုံးဝင်တယ် American literature နဲ့ Aesop the Walk ဆိုပြီးတော့ဒီမှာနှစ်ခုပေးထားတယ်ပေါ့เนาะ American literature ရဲ့ piece of the one အဲ့တော့အထက်မှာဘာတွေပါမလဲဆိုတာတစ်ချက်သွားပြီးတော့ကြည့်ကြရအောင်နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် search by title or author ကိုသဘောကျတဲ့ author ကိုရှာပြီးတော့ဖတ်ချင်လည်းရတယ်ဒီမှာဒီမှာသူအမျိုးစောက်ခွဲထားတယ်နော် short story တွေရှိမယ် short story မှာမှဘာတွေရှိမလဲ and the great short story တဲ့ useful idiom အများကြီးပဲနော် science fiction တွေရှိမယ်အာ okay a lot เนาะ Russian story ပေါ့เนาะဒါအများကြီးရှိမယ်နောက်တစ်ခုက children တွေအတွက်เนาะ children တွေအတွက်အဲ authors တွေဆိုရင်လည်းကိုသဘောကျ author ကိုရှာလို့ရတယ် mystery writer တွေလားเนาะ female authors လားအဲ့တော့ features ကရော feature မှာပါရေးထားလဲပေါ့ဒီမှာလည်းဒီလိုမျိုးရှာလဲရတယ် fairy tale တွေဖတ်ချင်တာလား Halloween 20 Great American Story Collection အများကြီးပဲ mystery story တွေဖတ်ချင်တဲ့သူလား science fiction တွေဖတ်မှာလား science fiction ဆိုရင်လည်းဒီမှာသူဝင်ကြည့်လို့ရမှာเนาะတစ်ခုလောက်ဝင်ကြည့်အောင် favorite story တွေဝင်ကြည့်မယ်။ဩဒီမှာအများကြီးပဲเนาะ The story of an hour ဟောဒါဆိုလဲနာမည်ကြီးပဲ The story of an hour ဆိုတာလေ The last sleep you know The last sleep ငငယ်တော့သင်ခဲ့ရတယ်။ဆိုတော့အဲ့အကြောင်းမှာ oh henry ရေးထားတဲ့ The last sleep လေးဆိုဒီမှာပါတယ်ဒီလားအဲ့ဒါပြန်ဖတ်လို့ရတယ် story လေးတွေနော်အာတနေ့တစ်ပုဒ်လောက်ဝင်ဖတ်မယ်ဆိုရင်တော့ကိုယ့်အတွက်ကလေတော်တော်လေး input ရတာပေါ့နော် cross go 8.9လေဒါက American literature ပေါ့နော်ဒီထဲမှာအများကြီးပဲရှိတယ်နောက်တစ်ချက်ကတော့ခုန နောက်တစ်ခုကကြတော့ East of the Warp ဆိုပြီးရိုက်ထည့်လိုက်ရင် short story ဒီ East of the Warp သူလဲ crime နေလဲရှိတယ် fiction horror humor non fiction romance တွေ science fiction တွေအများကြီးပဲနော်အာ looking back တဲ့ဒီမှာအာ page 8နော် page နှစ်မျက်နှာပဲရှိတယ်ဆိုတော့ဒါလေးကြွားကြည့်မယ် looking back looking back ဆိုတာ macu စီးထားတယ်အာဒီမှာ f2 500 walks လောက်ပဲရှိတယ်ပေါ့နော်ဟုတ်လားအာ no front order this is a piece that i wrote for a flash vision competition to ye tha bo no tamyet na sa law i had 48 hours to complete a piece that was up to 500 words le shi ye a le tu 48 hours law kon wa le so lo na ye law tu kon wa le so lo to to a thout tha bon ya le so che ဖက်ကြည့်လို့ရတယ်ပေါ့เนาะဒါမျိုးလေးတွေโอเคဒါကတော့ short story fishing လေးတွေကိုလေ့လာပြီးတော့မှဒီကိုအတွက် input ရအောင်ယူတာမျိုးပေါ့ နောက်ဆုံးတစ်ချက်ကတော့တကယ် Google အာတကယ် research လုပ်နေတဲ့သူတွေသိစလုပ်နေတဲ့သူတွေအတွက် Google Scholar ဆိုတာရှိပါတယ် Google Scholar မှာ articles တွေဖတ်မှာလား case law တွေဖတ်မှာလားပေါ့နော်ဒီမှာအဲကိုဖတ်မဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ရိုက်ရှာလို့ရတယ်ကိုကဘာနဲ့သိချင်တာလဲ educational psychology လားဒါမှမဟုတ် language ကိုလေ့လာနေတဲ့လူဆိုရင်လည်းအာဒီ language နဲ့ဆိုင်တဲ့ပေါ့နော် language teaching လား language barriers လားအဲ့ဒါနဲ့ဆိုင်တဲ့ စာအုပ်လေးတွေလည်းရှိမယ်ဒီမှာတင်ထားတာပေါ့နော်စာတန်းလေးတွေလည်းရှိမယ်ဒီမှာ PDF ပေးတယ်ဟော PDF နဲ့ download ဆွဲလို့ရမယ် language barrier and access to care နော်ဆိုတော့ကိုယ့်ရဲ့ဒီ level အလိုက်ပေါ့ကိုယ်စိတ်ဝင်စားတဲ့ကိုယ်လုပ်ရမယ်ဒီစာတန်းအလိုက်ပေါ့နော်ဒီမှာရိုက်ရှာပြီးတော့မှအဲစာရေးဖတ်လို့ရတယ်ပေါ့ဆိုတော့အခုပေးထားခဲ့တဲ့ source တွေကတော့သတင်းတွေလက်ရှိအဲဒီအကြောင်းအရာတွေဒီကျမကြီးလူမှုရေးဆိုင်ရာပြဿနာတွေသိချင်တယ်ဆိုရင်တော့ CNN တို့ BBC တို့เนาะအာဒီမှာ the new york times တို့ပါလို့เนาะတွားကြည့်လို့ရတယ် the guardian တို့ပေါ့เนาะ new york times က opinion essay တွေ median တို့ new york times တို့မှာ opinion section ကိုတွားကြည့်ပြီးတော့ opinion essay တွေအတွက်အထောက်အကူရရတယ်နောက်တစ်ခုကတော့ story လေးတွေအတွက်ပေါ့เนาะဒီ non fiction အတွက်စကားလုံးလေးတွေအာစုချင်တယ်လို့เนาะအဲ့လိုလေ့လာချင်တယ်လို့ဆိုရင် fiction အတွက်ပေါ့ the less the piece of the work နဲ့ American literature နဲ့ပေါ့နော်ဒီနှစ်ခုကိုသွားလို့ရပါတယ်အဲနောက်တစ်ခုကကြတော့ဒီမှာ ီစစ်လုံးနေတဲ့သူတွေအတွက်ဆိုရင်အထောက်အကူရအောင်လို့ Google Scholar ဆိုတဲ့ search engine တစ်ခုပေါ့နော်ဒါကိုတုံးလို့ရပါတယ်။ Okay ဒီနေ့ပြောသွားတဲ့ဗီဒီယိုလေးမှာတော့ academic writing အတွက်အများကြီးအထောက်အကူရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့အနည်းဆုံးတစ်ပုဒ်လောက်ပဲဝင်ဖတ်အောင်ပေါ့နော်ဒါကိုအတွက်တော်တော်လေးအထောက်အကူဖြစ်နေပါပြီ။ academic writing ရေးမဲ့သူမှမဟုတ်ပါဘူး။ကျွန်내ဒီ reading practice လုပ်ချင်တဲ့သူတွေအတွက်ဆိုရင်လည်းဒါအများကြီးအထောက်အကူဖြစ်တဲ့ source တွေပေါ့နော်။အားလုံးကျေးဇူးတင်ပါတယ်။